အရှင်ဖေရအဝိနည်း7ပါးအကြောင်းရှင်းပြပေးပါဖေရအဝိနည်း7ပါးဆိုတာမြတ်စွာဘုရားပြိဋိဘံစံပြီးလို့နှစ်ပေါင်း100လောက်ကြာတဲ့အခါမှာသာသနာတော်ရုပ်လျော့နှိမ့်မိန်ကြီးအကြောင်းဖြစ်သော သာသနာတော်ဤအငြိအကြီးဘေးရန်ကြီး7ပါးကိုပြောတာဖြစ်ပါတယ်အဲ့ဒီအဝိနည်း7ပါးဟာဝေသာလီပြည်၌နေတဲ့ဝိသေတိုင်းသားယဟန်တွေကြောင့်ပေါ်ပေါက်လာတာပါအဆိုပါအဝိနည်း7ပါးကိုဥစဉ်ရေးပြီးမှတ်ထားပါတယ် တစ်ခုချင်းစီဖတ်ပြီးဖြေပေးပါမယ်နော်တိတိကိလောနာကပ္ပသားကြူဖြင့်သားကိုထဲ၍ယူဆောင်ပြီးသားမရှိသောအခါယာဝကာလိကဘောဇဉ်နှင့်ရော၍စားခြင်းသည်ယဟန်တို့အားအဲ့ဤဟုအယူရှိခြင်းတပါတဏိတိပါစိတ်အဘက်တင့်တဲ့အတွက်မအပ်ပါဘူးနော်နှစ်ဒင်ကုလကပ္ပနေမွန်းတဲ့၍အရေးလက်နှစ်သက်လွန်မှယာဝကာလိကဘောဇဉ်စားခြင်းသည်ယဟန်တို့အားအဲ့ဤဟုအယူရှိခြင်းတပါ ဝိကာလဘဝဇနအသိခါဘုရားပါစိအဘတ်သင်ပါတယ်မအပ်ပါဘူးเนาะ၃ဂာမန္တရကပ္ပတံပိဟုမြင့်မိသောဘောဇဉ်ကို အတိရိတ်ဝင်ဤတံကိုမပြူဘဲတယွာတပါးသို့တွားအပ်ဟုနှလုံးပြု၍စားခြင်းသည်အံ့ဤဟုအယူရှိခြင်းတပါးအနတိရိတ်တပါစိအဘတ်သင်တာကြောင့်မအပ်ပါဘူးเนาะ၄အဝတကပ္ပတိမ်တခုထဲ၌အထူးထူးသောနေရာ၌နေ၍အတိတိကံဆောင်ခြင်းသည်အံ့ဤဟုအယူရှိခြင်းတပါး ဝကကမ္မဖြစ်တဲ့အတွက်ကြောင့်မအပ်ပါဘူးနော်ငါအနုမတိကပမရောက်လာသေးသောယဟန်တို့ဤအလိုစန္ဒသဘောတူချက်ကိုယူ၍ကံဆောင်ခြင်းသည်အတ်ဤဟုအယူရှိခြင်းလဲတပါဒါလဲဝကကမ္မဖြစ်တဲ့အတွက်ကြောင့်မအပ်ပါဘူးနော်6အာစိဏကပဥပိ္ပစေဇာတို့ဤအယူအလိဟူသည်၍သည်အတ်ဤဟုအယူရှိခြင်းလဲတပါဒါလဲမအပ်ဘူးနော်ခုနှစ်အမတိကပလို့ရည်အဖြစ်ကိုလည်းမစွန်သေး လူတန်းအဖြစ်ကိုလည်းမရောက်သေးသောလူရည်ကိုပဝရိတ်တင်သောယဟန်သည် အတိရိတ်ဝင်လိကံမပြူပဲစားတောက်ခြင်းကအအီဟုအယူရှိခြင်းလဲတပါအနာတိရိတ်တပါစိတ်အဘက်တင်တဲ့အတွက်မအပ်ပါဘူးနော်ရှစ်ကပတိဇာလောကိပါတုံတေနုကိုတောက်ခြင်းကအအီဟုအယူရှိခြင်းလဲတပါသူရာပါဏသိခါဖို့အရာပါစိတ်အဘက်တင်တဲ့အတွက်မအပ်ပါဘူးနော်ကိုကပတိအတ္တတကနိတိတနအစာမရှိသောနိတိတိုင်းသည် ယဟန်တို့အားအပ်၏ဟုအယူရှိခြင်းလဲတပါဒါလည်းမအပ်ပါဘူးနော်တဆေကပတိဇာတရူပသဇတံရွှေငွေကို အလှခံခြင်းသည်ယဟန်တို့အားအပ်၏ဟုအယူရှိခြင်းတပါဒါဟာအဝိနယဝိတုစေပါပဲဖြစ်ပါတယ်